င်ဝါလောက်တိုက်နာလားငါလည်းထုတ်ချင်နေရလားမင်းဖိုးမသမိုက်ကြော်မ မငငယ်လောက်ချင်နေရလားအဲ့တော့မို့လဲနင်းလင်ကပြစ်သွားတာပဲမင်္ဂလာဆောင်ဖို့မလိုဘူးတဲ့နင်းဟိုတဲ့ဘယူဆိုင်ပေးတဲ့ချစ်ပေးတာနဲ့နေငါရနေပြီတဲ့နင်းအဲ့လိုအောက်တန်းစားငါလေးနဲ့ခိုးစားနေရလေနင်းငါလေးလောတော်တော်ကြိုက်နေတာနင်းကတခါလေးလှုပ်တာပဲဘာမှမဖြစ်ဘူးရေစီးတိုင်းပြောင်းသွားတယ်ဆိုပြီးတော့အဲ့လိုစကားမျိုးတွေတုံးတယ်ကို့အမျိုးသမီးဖြစ်သူအောင်ကြီးကို့ရဲ့ရည်စားဖြစ်တဲ့သူကအဲ့လိုမျိုးအမျိုးသားကိုပြန်ပြောပြီးတော့အဲ့လိုမျိုးလှုပ်ရှားတဲ့အတန်းစားတဲ့ဥမာသွားနေရမယ်ဆိုလို့ရှိရင်ကျွန်တော်အမျိုးသားကြီးခံနိုင်မလားအဲ့လိုခံနိုင်တဲ့အမျိုးသားကတော့ဒါကျွန်တော်ပြောတော့အဲ့ဒီမျိုးသားတွေထည့်ပြီးတော့ ခင်ဗျားကကိုယ့်ကိုအဲ့လိုမျိုးပြောရဆိုရင်အမျိုးသမီးအောင်ပြောလို့မရဘူးလားအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ခွန်မိုးလီပါဗျာအခုကျွန်တော်တင်ဆက်ပေးမယ့်တဲ့တင်အကြောင်းအရာလေးကတော့ဒါထိုင်းမှာဖြစ်သွားတာဗျာနော်ဒီအမကသူ့ယောက်ျားနဲ့ဖောက်ပြန်နေတဲ့ဈေးထဲမှာလုံးလုံးနေတဲ့ထိုင်းမှာလေးကိုပေါ့နော်ဈေးထဲသွားပြီးတော့ပြဿနာရှာရှက်ခွဲလိုက်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဗျာဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ဗျာလင်ခိုးမှစနိုက်မကိုသွားပြီးတော့ပြမယ်နော်သူများလင်ကိုစနိုက်ပြီးခိုးတာငါနဲ့ပြဖြိုးမောင်းနေမကွာရှင်းရတယ် แค่นลิงโคมะไม่เยังไงมะเนี่ยบาพี่ชนาวเนี่ยงานเร็วทำไมด่าคนนี้ ใช่ป่ะใช่ไม่เดี๋ยวฟังพี่เราอาจจะคบงานเร็วเนี้ยเราถือใจเนี่ยบอกน้องผมนะขลังงานได้งานเลยเนี่ยพี่ยองมันมากว่าเที่ยงแลจะอยู่ลำบากเนาะเขาบอกว่านี่อาศัยงานสกุลชอบอยู่กงยังไทยนี่นบชิดได้เจตนาอยเนาะ ပိုင်းလာတော့နဲ့ခုမပိုင်းလာတော့နဲ့ဒီမှာအကုန်လုံးကဆက်စုထားတယ်နော်ဟုတ်ပါတယ်မေပလာတဲ့ကြတာငါလင်ရောအဲ့လောက်ကြိုက်နေလားငါလင်မီးကိုဆုတ်ချင်နေရလားပြောနော်ဟာမိုးမေးခါမလို့မင်းခိုးမှာပနိုင်ကြော်မှာမင်းငယ်လှုပ်ချင်နေရလားအဲ့တော့မို့လဲလင်းလင်းပြစ်သွားတာပဲကြရင်ပဲမင်းမလည်းခလေးရှိရငါမလည်းခလေးရှိရတော့တက်လာကြရင်ပဲပြောနော်ပြောဖန်ဖြစ်ကြရင်ပဲမင်းအာနော်ကြက်ရလူချလာနေဟာပြောဖန်ပဲမင်းမရဘူး မောင်မောင်နင်ခဏငါ့ကိုစာရဲပို့ရဘာစာရဲလဲပြောခဏနင်ငါ့ကိုမစင်နာမှာအဲ့ဒီစာရဲတက်တော့မှာစာရဲရေးပြီး comment ထဲမှာရေးထားတာပြောမှတ်တာလူနောင်ဖြစ်နာဖတ်မျိုးတို့ခေါက်ကန်နေတယ်ပြောမင်္ဂလာဆောင်ဖို့မလိုဘူးတဲ့နင်ဟိုတဲ့ဘီယူဆိုင်ပေးတဲ့ချစ်ပေးတာနဲ့နင်ငါရနေပြီတဲ့နင်ကအဲ့လိုအောက်တန်းစားဟိုအစို့ဟုတ်လားလေအဲ့လောက်ကြီးချားနေရလားဟမ် ငါနဲ့ငါလည်းညပြန်ဝဲကွာမရှိရလို့ညငါလည်းကိုပြောထားသေးရအမလေးမင်္ဂလာဆောင်ကြမလို့ဦးတဲ့ဒီလိုမျိုးတဲ့သူဘယ်လိုစိုက်ပေးရချစ်ပေးရတယ်နေရရဲ့တဲ့နော်ဒီမဲ့ငါလည်းငါနဲ့ပြန်ဝဲမကွာချင်းရသေးဘူးငါလည်းအဲ့လောက်ကြီးစနိုက်မနေနဲ့ငါနေ့ကိုအစားရပြောရင်တော့ငါလည်းနဲ့မပတ်သက်ဖို့ရနေလို့ညဝန်ကရိမ့်ပြီလို့ ငါမှခလေးရှိရညမှလည်းခလေးရှိရနားလည်းမူနဲ့လောက်ပေးပါဆိုပြောတယ်ငါကတော့ဘလော့သွားတယ်ငါလည်းတော့စက်ပြီးစကားရပြောနေတယ်ဟာဘာခေါ်လာမလဲ No no ပြောပြောပြောအမှုနဲ့ရှင်းပါပြောနေငါ့ကို TikTok ထဲမှာပြောထားတဲ့စကားပြန်ထားတာပြောလားငါငါလို့ကြိုက်လို့ရလို့အရာရာတိုင်းမကျေစုပါလို့နေပြောထားရမလားခဏနားမလဲဘူးဘာမှလို့ပြောငါနားမလဲဘူးငါ့ကိုဘာမှလို့ပြော မရမထားမရဟမ်းတာကန်ငါလေးနဲ့ခိုးစားနေရလေငါလေးလောတော်တော်ကြိုက်ရတာနေရရှင်းလားဟုတ်ထားရနော်ငါထိုင်းစကားလည်းပြောတတ်ဘူးထိုင်းစကားလည်းနားမလည်ဘူးနင်ငါ့ကိုတက်တော့မှစာပြန်ထားရလေငါနေရတဲ့နင့်ကိုမင်းလာဆောင်ပြီးပေးရမလို့ဘူးတဲ့နင့်ကိုဖုန်းနေရတယ်နင်လုံလောက်တယ်ဆောတက်တယ်မှလေငါ့ကိုခုခုမှစာပြန်တော့ငါတထင်းကိုခေါ်ပြီးနင့်စီကိုလာပြောနင့်တက်ရုံနဲ့မှနင့်မချက်ဘူးလားနင့်မှခလေးမရှိဘူးလားနင့်အဲ့တော့မလဲနင့်ရောက်တဲ့ကွဲသွားတာဘာကြောင့်ကွဲသွားတာ เยอะเปล่ายกกองคลิปาไทยได้ไหมเลี้ยงไหมเงี้ยดังงานนี่นู้นเนี่ยก็ยังมีมีดังเนาะงานาเลไปทานแล้วไปทานไม่พูดไทยลุงเลยดูบ้างโคซานในจานนี่ยสลงว่าไปชิ้นีดานเนี่ยโคซานจานยูของหนูไม่ยุ่งกัของ ဆောက်ရှက်မရှိဘူးမငင်ငယ်မှလှုပ်ချင်တယ်တရားဝင်လည်းမကွာရှင်းရဘူးငါလည်းတရားဝင်ကွာရှင်းပြီဆိုတော့ငါ့ကိုကြတော့ကွာရှင်းပြီနှစ်ယောက်ပေါက်ပေါင်းမယ်ငါလည်းငါ့ကိုလို့ပြောတာငါရမပေါင်းနိုင်ဘူးငါ့ကိုကွာရှင်းရင်နှစ်ယောက်ပေါင်းရင်ပေါင်းလို့ပြောတာငါအဲ့လိုလည်းမဟုတ်ဘူးနေရာလည်းငါ့ကိုစကားတစ်ခေါက်မှမပြောဘူးမင်းရောချောင်းတော့ဒီကနေပြန်ပြန်မပေါ်ကြလိုက်ချမ်းငါလင်အဲ့လောက်ထိကြိုက်နေရလားဟာလားငါလင်အဲ့လောက်ထိကြိုက်နေရလားမင်းအဲ့လောက်ထိချားနေရလားမင်းကဆောက်ရှက်လည်းမရှိဘူး ညနေထားဟိုကပါပါပါတက်တေကိုတော့ဟုတ်လားဒီမှာဆက်လိုက်ငါလင်းကိုဖုံးဆက်လိုက်ပါတယ်ဆိုတော့အချင်းအောင်ဆက်လိုက်ငါလင်းစီဖုံးဆက်လိုက်နင်းနဲ့ပါညာဆိုတာအဲ့ဒါဆိုပို့ပြီး क्वे ပြမသိမဲအေးမပြောဘူးအခုခုခုအဲ့ဆက်လိုက်ခုသိပြီမလားခုဟုတ်တယ်မလားနင်းမရင်ငယ်ဆိုတာသိတယ်မလားဟုတ်တယ်မလားအေးအဲ့ဆိုဆိုအဲ့ဆိုတိတ်ခါရှိဆိုငါရဲ့တစ်တော့မှာနင်းစာပြန်ထားရဲ့စာဘာဒိဗ္ဗယ်လဲခုနကငါစစ်တော့ရဲ့မှာစာပြီးရေးထားတာမင်္ဂလာဆောင်မလို့ဘူးတဲ့ငါ့ကို view site ရှိပြန် เอ๊ะเปลี่ยนเยอะไล่จ้ะเอ๊ะไอ้เปลี่ยนเยอะละงาเนี่ยเนปัตตะหมูชื่อโหลบ่ဟမ်ပတ်သက်မှုရှိလို့နေဒီလိုပြန်တာပေါ့အဲ့ကလေးညချက်တဲ့ခါမရှိလို့နေချက်တဲ့ခါမရှိလို့ပြန်တာပေါ့အနေနဲ့နေခါပြန်နော်ငါလေငါလေဟိုကြတော့ဒီလိုမျိုးကယူဆိုင်ပေးစမ်းမလို့ဒီလိုစောင်းသားပေးစမ်းမလို့သူရဲ့ကယူဆိုင်ပေးလို့ရပြောရမလားပြောကန်ရိုက်နော်စောင်းတိုင်းနိုင်မလို့ချစ်ခီရကန်လိုမင်းစောက်ကောင်မှစောက်ချက်လည်းမရှိဘူး ကိုခလေးကြောက်တော့မှရှိနေပြီစောက်ချမ်းဖြစ်ငါငါခလေးမျက်နှာထောက်ပြီးတော့ငါသိလားငါလည်းမဖြစ်ချင်လို့ငါဒီလိုမျိုးလာပြီးနေတော့ငါတောင်းတန်ပဲတီးပြီးနော်ငါခလေးရှိနေလို့ငါလည်းခလေးရှိနေလို့ငါနေတော့တောင်းတန်ကြပြီးပြီနော်ငါလည်းမပတ်သက်ဖို့ရဒါမဲ့ငါ့ကိုဘလော့သွားတယ်နော်ငါ့ကိုဘလော့သွားတယ်နော်ငါ့ကိုဘလော့သွားတယ်နော်ဒီမှာဒီမှာငါလည်းမပတ်သက်ဖို့နေတော့ပြောတော့ငါ့ကိုဘလော့သွားတယ်နော်ထပ်ပြီးပတ်သက်ကြတယ်ထပ်ပြီးပလူးကြတယ်ထပ်ပြီးတော့နေကြတယ်နော်ဒီမှာအေးအဲ့လူနဲ့လာရင်နေရောမှာငါဆင်းမှာနားလေ ဒီဗီဒီယိုကတော့ဒါမမြင်ရင်စီမသွားပြီးတော့ဗောနောသူ့ရောင်းချနဲ့ဖောက်ပြနေတဲ့အကြောင်းကိုဈေးထဲသွားပြီးတော့ဒါပြဿနာရှာတဲ့ဗီဒီယိုပဲလေးပဲဖြစ်ပါလေဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်ဖြစ်တဲ့ဒါယောက်ျားလေးဒီဘာကြောင့်ဖောက်ပြန်ကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့ sponsor ပြီးတာဖြစ်တဲ့အမျိုးသမီးအမျိုးသားတွေကြီးတင်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါလေဗျာဘုသူသာတိုင်ငန်းစာရရှိလို့တဲ့အနေနဲ့ပြန်လည်မျက်ဝေထားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါလေဗျာဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့တူတူအစိုးရလိုက်ပါကြည့်ရှုဖို့လည်းပိတ်ခေါ်ချင်ပါလေဗျာဖောက်ပြန်တဲ့အိမ်တော်ရှင်အမျိုးသားတွေရဲ့ဒီဖောက်ပြန်ခြင်းတွေပြုလုပ်ပြီးတဲ့နောက်မှာသူတို့တွေးကြတယ်သူတို့ရဲ့စိုက်ကူ နော်စိတ်ကူးတွေသူတို့ရဲ့အဲစိတ်ပေါ့နော်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်အဲ့တော့ဒီအကြောင်းအရာလေးဒီကျွန်တော်စီမှာလာပြီးတော့ consultant လုပ်ကြတဲ့လာဆွေးနွေးကြတဲ့ထောက်ပြခြင်းခံရတဲ့အိမ်တော်ရှင်အမျိုးသမီးတွေရဲ့ဖွင့်ဟဝန်ခံချက်တွေကိုကျွန်တော်အခြေခံပြီးပြောမှာဖြစ်ပါတယ်ဆိုတော့ဒီချိုးအကြောင်းအရာလေးတွေဒီအနေငယ်အဲစကလုံးကျန်တန်းနာလေးတွေပါတယ်ဆိုရင်လည်းအားသိခံပြီးပါဒါကြောင့်မလို့ကလေးတွေဆိုလို့ရှိရင်လည်းပေးမကြည့်ပါနဲ့နော်ဒီကြောင်ရသည် အသက်ပြည့်တဲ့သူเนาะအင်အောင်ရှင်မျိုးသီးအမျိုးသမီးအမျိုးသားတို့နားထောင်ဖို့အတွက်ကျွန်တော်ရွေးချင်ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာလာပြီးတော့ဆွေးနွေးကြတဲ့အမျိုးသမီးတွေကတော့တော်တော်များများအင်အောင်ရှင်တွေဖြစ်ကြပါတယ်ပြီးရင်အာအင်အောင်ရှင်အင်အောင်အသက်ပေါ့နော်အသက်က၃နှစ်ကနေ၁၀နှစ်เนาะအဲ့လိုမျိုးအကန့်အသတ်ချာမှရှိတယ်ပြီးရင်တည်ကြတဲ့ကလေးတွေကတော့ရှိပြီးသားပဲအဲ့တော့ဥပမာလေးပြောရမယ်ဆိုလို့ရှိရင် အဖောက်ပြန်ခံရတဲ့မျိုးသမီးတွေတော်တော်များများသူတို့ယုံကြည်ထားတဲ့အမျိုးသားတယောက်ပေါ့ဒင်းကဆယ်နှစ်လောက်ပေါင်းလာတဲ့မျိုးသားတယောက်လုံးဝသူတို့လည်းချစ်တဲ့ပြည်ဆောင်လည်းထားတယ်အဲ့ဒီခြားထဲမှာမထင်မှတ်ဖဲနဲ့နော်အနေဝေးတဲ့အချိန်မှာယောက်ျားတယောက်ကအဲ့ဒီမကောင်းတဲ့မျိုးသမီးနဲ့တွေ့အိတ်တာတော့နော်ဒါမျိုးတွေလည်းရှိတယ်နောက်တစ်ခုကြတော့အဲ့လိုမျိုးနော်နည်းနည်းအဲပြောရလို့ရှိရဲ့ကောင်မလေးတွေနော်အသက်ငယ်ငယ်ကောင်မလေးတွေအဲ့လိုမျိုးတွေနဲ့အဲတွေ့ပြီးတော့ဒိတ်တင်နေလောက်တာနော် message တွေပို့ပြီးတော့စကားတွေနဲ့ဤတာတွေနော်ပြီးလို့ရှိရင်အပြင်မှာဒိတ်တာတွေလည်းရှိလာပေါ့ဆိုတော့အဲ့လိုအမျိုးသားတွေရဲ့နော်ဖိဟဝန်ခံချက်တွေကိုကျွန်တော်သူတို့ကနေတဆင့်ကြားတဲ့အခါမှာဘာတွေသွားတွေ့ရလဲဆိုလို့ရှိရင်အဲ့ဒီအင်အားရှင်မျိုးသမီးတွေကဒီလိုဖောက်ပြန်ခြင်းတွေကိုသိသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်အရင်ကပြောပြောတဲ့အတိုင်းပဲထုံးစံတိုင်းပေါက်ကွင်းမယ်ဟာလားပြောမယ်နော်မလုပ်ဖို့ဒီလိုတွေလုပ်ချင်ရသူ့အတွက်ဘယ်လောက်ထိစိတ်ဆင်းရရတယ်ဘယ်လောက်ထိဝင်နေပြီလဲဆိုတဲ့အကြောင်းကိုပြောပြမိမယ်လဲ အဲ့ဒီအမျိုးသားတွေဟာနော်တိတိကြီးနဲ့ဒီအကြောင်းအရာကိုအရင်ဟလာစိတ်လိုက်စိတ်ရောကိုပါဖြစ်ရှင်းဖို့တိတ်မကြိုးစားကြအောင်တချို့ကစူးစမ်းမယ်လို့ပြောတယ်နော်တချို့ကလည်းစူးစမ်းမယ်လို့ပြောတယ်ဒီပြဿနာတွေငါဖြစ်ရှင်းပြီးမင်းဟောငါပဲဟလာတာဝန်ယူမှာပါငါတို့ရဲ့မိသားစုမပြောခွင့်အောင်ဆက်ပြီးတော့ငါတို့ဒီခီကိုသွားကြမယ်စသည်အဖြစ်အဲ့လိုမျိုးပြောတယ်သို့တော်လေအဲ့လိုပြောတဲ့ယောက်ျားတွေကိုယ်တိုင်တော့မှပဲသူတို့ရဲ့စိတ်ထဲမှာဘလို့ခံယူထားတယ်လဲဆိုလို့ရှိရင် ငါဒီဒီဖောက်ပြန်ညုံငါဖြစ်ခဲ့ပြီအဲကိုရဲကိုလဲကိုရောစိတ်ပါလဲဖြစ်ဖြစ်ပဲဒါမှမဟုတ်ရှင်အထီးတွေ့လောက်နေပဲလဲဖြစ်ဖြစ်ပဲเนาะမဆိတ်လောက်နေပဲဖြစ်ဖြစ်ပဲဘလို့ပဲဖြစ်ဖြစ်ဒါတစ်တန်းစားလဲချက်တော့နှစ်တန်းစားလဲချက်တော့ဖြစ်တာမဟုတ်အဲ့ဒီပုံမှာကိုကတာဝန်ယူမှုတာဝန်ခံမှုเนาะရှိဖို့လိုတယ်အဲ့တော့တာဝန်ယူမှုမရှိတဲ့ယောက်ျားကတော့ဒါတော်တော်ကိုစိုးတဲ့ယောက်ျားပေါ့နော်အဲ့တော့ဒီအိမ်အောင်ရုပ်ဖာလို့ဆက်ပြီးတော့သွားနေပါလေမိန်းမလည်းရှိခလေးလည်းရှိနောက်တစ်ယောက်မှလည်းဆက်သွားနေတယ်ဆိုလို့ရှိရင်တော့အဲ့တော့တာဝန်ယူခြင်းတဲ့ယောက်ျားတွေအကြောင်းဆက်ပြောခြင်းနဲ့ပါလေဆိုလို့ရှိရင်ဟုတ်တယ် ငါဒီပုံမှာငါဖြစ်ခဲ့တယ်အဲ့ဒါငါမှားတယ်လို့လက်ခံတယ်လက်ခံတဲ့အတွက်ကြောင့်ဒီအိမ်တော်ရဲ့ကိုငါအဆင်ပြေအောင်လုပ်ပါမယ်ဆိုပြီးတော့အာမခံတဲ့ယောက်ျားတွေဒီကိုယ်တိုင်တော့မှပဲမိမကပထမဆုံးအချိန်ဟုတ်ပြီခွင့်လွှတ်ပေးပြီဒါပေမဲ့ယုံကြည်မှုတော့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အမျိုးသမီးဖြစ်တဲ့သူကအမြဲတမ်းသူ့ပုံမှာဘဲသွားသွားပဲလာလားဟလာစိတ်ပူတယ်ပြောရလို့ရှင်မယုံကြည်ဘူးပေါ့ဗျာအဓိကတော့အဲ့ဒီပုံမှာထောက်ပြန်ခြင်းကိုလည်းလုပ်တယ်เนาะအဲ့ဒီပုံမှာလည်းတာဝန်ယူတဲ့အမျိုးသားတွေဒီ တို့တွေဒီဒီပေါ်မှာတို့ဟိုအပြစ်တစ်ခုလို့မြင်နေတာကိုတို့ကမခံနိုင်ကြအောင်ဒါယောက်ျားရဲ့စိုက်ကိုပဲအဲ့တော့အဲ့ဒီပေါ်မှာဘာဖြစ်လို့အဲ့လိုမျိုးငါအပြစ်တစ်ခုလုပ်ထားတယ်ဆိုပြီးတော့ဘာလို့မခံနိုင်တာလဲအဲ့ယောက်ျားတွေရဲ့ဒါတွေ့တတ်တဲ့စိုက်ကိုဖြစ်တာကြောင့်အမျိုးသမီးတွေကလည်းနော်သူတို့ခံယူတဲ့စိုက်ကိုအရာသူတို့တွေဒီဒီပေါ်မှာဖြစ်လာပြီဆိုလို့ရှိရင်เนาะဘလို့ပဲဖြစ်ဖြစ်ဒီအကြောင်းအရာကိုအများအားတွေးနေမှာအများတသသဖြစ်နေမှာပဲဒါအမျိုးသမီးရဲ့စိုက်ကိုအဲ့ဒီကူကြမှာเนาะတယောက်နဲ့တယောက်ရှော့မလားတိုးမလားဆိုတော့ကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်ပေါ့ ဲ့တော့အမျိုးသားတွေစဖောက်ပြီနော်စဖောက်ပြီဆိုလို့ရှိရင်ဒီဒီဘက်မှာတို့တို့ဒီ accountability လို့ခေါ်တယ်နော်ပြီးရ responsibility လို့ခေါ်တယ်အဲ့လိုမျိုးတာဝန်ယူမှုဟာအပြည့်အဝရှိရမယ်ကိုယ်ကဒီအနောင်ကြီးကိုဆက်သွားခြင်းလဲဆိုလို့ရှိရင်ဒီဘက်မှာလုံးဝလင်းပြည့်ချက်ပြည့်နော်အကုန်လုံးကိုပေးဆက်ပြီးတော့ပြင်ဖို့လိုတယ်အဲ့လိုကိုကိုကပေးဆက်မယ်လို့မိမကိုပြောထားပေးမယ်ဒါသည်ဟလာအချိန်ယူဖို့လိုတယ်အဲ့ဒီအချိန်အတွင်းမှာကိုဟာနော်မျက်နှာအောက်ကနေနေရမှာပဲအဲ့ဒါကမှကိုကိုယ်တိုင်းလည်းဖောက်ပြန်ထားသေးတယ်အဲ့ဒါကိုလည်းငါ့ကိုအပြစ်ရှိတဲ့ပုံစံမျိုးနဲ့လာမကြည့်နဲ့ ငါအမြဲတမ်းအပြစ်အပြစ်သားတယောက်လုံးငါမခံယူခြင်းအဲ့လိုမျိုးနေလို့မရအောင်အဲ့တော့အမျိုးသမီးကလည်းနော်ဒီပုံမှာဆက်သွားခြင်းလည်းဆိုရင်တို့တွေဒီဟုတ်တယ်ဟာတကြိမ်တော့ခွင့်လုပ်ပေးမယ်ဘာလို့ခွင့်လုပ်ပေးလဲဆိုတော့ကလေးတွေရှိတယ်ပြီးရင်မိမိသားစုအတိုင်းဝန်ရှိတယ်နော်ပြီးဘေးပတ်ဝန်းကျင်တွေရတယ်ပြောမယ်အပြောဆိုတွေရှိတယ်အဲ့ဒါတွေကိုဆက်ပြီးတော့ဟလာကြံ့ကြံ့ခံမှုအတွက်နော်နောက်ထလန်းဆုတ်ပေးလိုက်တယ်ဆုတ်ပေးတဲ့အခါကျတော့အဲ့လိုဆုတ်ပေးခြင်းတွေယောက်ျားကိုယုံကြည်တယ်လို့ပြောတာမဟုတ်ဘူးဒါကစစ်ဆက်သွားဖို့အတွက်နောက်ထလန်းဆုတ်ခြင်းနဲ့နော်ခွင့်လုပ်ပေးခြင်းပဲဖြစ်တယ်အဲ့ဒါကို ခွန့်လွတ်ပေးတာကယုံကြည်တာလည်းမတူဘူးနော်ခွန့်လွတ်ပေးတယ်ဆိုတာခွန့်လွတ်ပေးတာယုံကြည်တာယုံကြည်တာပဲအဲ့တော့ကျွန်တော်တို့ဖောက်ပြန်လိုက်ပြီးအမျိုးသားစမှားတဲ့သူတယောက်ဒီဒီပေါ်မှာတကယ်ကိုပြပြပေါ်ပါနဲ့နော်ကိုကလုံးဝကိုလက်မြောက်အရှုံးပေးပြီးတော့ဒီဟာသူကိုယ့်ရဲ့အမျိုးသမီးကိုယုံကြည်လာလို့ဆက်ပြီးတော့လုပ်ဖို့တင်တယ်ဒါကိုကျွန်တော်တို့ယောက်ျားလေးတွေကနားမလည်ဘူးပေါ့နော်ဟုတ်တယ်နော်လုပ်တင်တယ်အဲ့တော့တချို့ယောက်ျားလေးတွေကြတော့ဘလောက်ထိဟိုမမရရင်ပြောကြတယ်ဆိုလို့ရှိရင်ဒီလိုမျိုးသွားပြီးလုပ်တာပါပေါ့နော်ဟိုပြောရရင်ဟို တခါလေလောက်တာပဲဘာမှမဖြစ်ဘူးရေစီးတိုင်းပြောင်းသွားတယ်ဆိုပြီးတော့အဲ့လိုစကားမျိုးတွေတုံးတယ်ဆိုတော့ဒါဒီတော်တော်လေးကိုဒါဟိုလူကြီးဖြစ်တဲ့အပြုမှုပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ဖက်ကပြန်စဉ်းစားကြည့်ရအောင်တကယ်လို့ကိုယ်အမျိုးသမီးဖြစ်သူဒါမျိုးကိုယ်ရည်စားဖြစ်တဲ့သူကအဲ့လိုမျိုးခင်ဗျားပြန်ပြောပြီးတော့အဲ့လိုမျိုးအမျိုးသားကိုပြန်ပြောပြီးတော့ထားပါတော့ဟိုဘက်ဟလာအဲ့လိုမျိုးလှုပ်ရှားတဲ့အတန်းစားတဲ့ဥမာသွားနေရမယ်ဆိုလို့ရှိရင်ရောကျွန်တော်မြန်မာနိုင်ငံခံနိုင်မလားအဲ့ခံနိုင်တဲ့အမျိုးသားကတော့ဒါကျွန်တော်မပြောတော့ဘူးအဲ့ဒီမြန်မာနိုင်ငံထည့်ပြီးတော့ စဉ်းစားကြည့်လိုက်နော်စဉ်းစားကြည့်လိုက်ခမရကိုကိုအဲ့လိုမျိုးပြောတယ်ဆိုရင်ဘူးကပြောလို့မရဘူးလားသဘောတရားဆိုတော့ကျွန်တော်တို့အမျိုးသားတွေရဲ့ခံယူချက်ထဲမှာဒီလိုကိစ္စလေးတွေကပေါ်သေးသေးမဟုတ်ဘူးဆိုတာကိုကျွန်တော်ကဒီပြောချင်တယ်ဗောနော်အမျိုးသားတွေဒီစိတ်ထဲမှာတွေးတာကငါဒါဒီခဏဒါတာယာလို့လောက်တာနော်အဲ့ဒီအပေါ်မှာပြီးရင်ငါဒါကိုအဆုံးထိသွားမှာမဟုတ်ဘူး ငါမျိုးသမီးနဲ့ပဲငါပြန်ပြီးတော့ပေါင်းမှာပဲဟုတ်တယ်ခမရရွယ်ချက်ကတော့အဲ့လိုပဲတိုးတော်လေခမရဒီကျွန်တော်တို့ဘုရားဘာသာလေးမျိုးဖြစ်တဲ့အတွက်တခြားတယောက်နဲ့ခမရနော်ကာမဆက်ချက်မှမဟုတ်ဘူးတွားပြီးတော့စကားပြောတယ်ဤတယ်ခမရစိတ်ထဲပါတယ်ဆိုရင်တော့ဒါစိတ်ဆိုတဲ့စိတ်ကပြင်းမှပြီးသွားပြီအဲ့အတွက်သူ့အတူဒါတရားတော်ရအပြစ်တန်ခတ်တယ်မခတ်ဘူးဆိုတာအနောက်မှာဒလောစေပထမဆုံးစဖြစ်တာကအမျိုးသမီးကဒီဝင်တော့ဝင်ရထမ်းရတာအဲ့ဒီအတွက်ကြောင့်မလို့ပေါ်သေးသေးမတွေးဖို့ကျွန်တော်ပြောချင်တယ်ပေါ်သေးသေးမဟုတ်ဘူးဒီကိစ္စနော်ကျွန်တော်တို့စိတ်ထဲမှာဒါ ငါဒီတစ်ချိန်ကရင်ဒီမျိုးသမီးကိုဆက်ပြီးတော့တာဝန်ယူမှာအဲ့အတွက်မိမရင်မင်းတော့ဟလာအာဒီပေါ်မှာဘာမှစိတ်ထဲမထားနဲ့အချိန်ကြရင်မင်းကငါအပြည့်ဝဟလာဟိုဖြစ်မှာမင်းဆဲဆုံမှလည်းငါခံမယ်စသည်အပြည့်လှုပ်တယ်ဆိုရင်တော့မှပဲအဲ့ဒီမတန်ခင်ဒီကြားထဲမှာတို့တွေဒီဒီဟာကြီးကိုအလေးထမ်းထားရတဲ့ဘဝပါနော်အလေးထမ်းထားတာ ဲ့လိုရောချားတဲ့စိတ်ထဲမှာကဘာလဲဆိုရင်သူကစုလက်တစ်ခုကိုပေးမှာအဲ့စုသည်ငါ့ရဲ့ဘဝအားလုံးပေးမှာအဲ့တော့ဒီချားထဲမှာမပေးကြနိုင်ချားထဲမှာငါတိကိစ္ဆာကိုတော့ရှင်းအောင်မယ်ရှင်းနေတာဖြစ်တဲ့အတွက်မိခနာတော့ဆောင်းအဲ့စတရားဖြစ်ဖို့နော်ဒါတို့တော့အချိန်တစ်ခုယူတယ်ပေါ့ဆိုတော့အဲ့ဒါလည်းမှန်တယ်နော်တနည်းအားဖြင့်မှန်တယ်ပြဿနာတော့ရှင်းရမှာပဲမရှင်းလို့ရှိရင်တကယ်လို့သုံးဝက်ဆံဖြစ်တာပြဿနာဒီပိုရှုပ်သွားမှာအဲ့တော့မျိုးသမီးတွေကလည်းတချို့နားလည်တဲ့မျိုးသမီးဆိုโอเคရပြီအချိန်ပေးမယ်ဒါပေမဲ့အဲ့ဒီအချိန်ပေးခြင်းတွေခွင့်လွှတ်ပေးခြင်းပေါ့နော်ခွင့်လွှတ်ပေးခြင်းဆိုပေမဲ့ဒီယောက်ျားပေါ်မှာယုံကြည်ခြင်းဆိုတဲ့အရာမပါဘူး ဲ့တော့တကယ်၍အမျိုးသားတွေဒီယုံကြည်မှုရရှင်နေဆိုရင်ခင်ဗျားတို့ဒီပြဿနာဖြေရှင်းပြီးရုံနဲ့မပြီးဘူးဒီမိမဟောနော်အမြဲတမ်းတနည်းမို့နှစ်နည်းမို့တစ်သလုံးနဲ့ဖြေရှင်းမယ်ဗျာအမြဲတမ်းယုံကြည်မှုယုံကြည်မှုရအောင်တော့ပြန်ပြီးတော့ကိုယ့်ရဲ့နော်ကိုယ့်ရဲ့ပုံရိပ်ကိုပြန်ဆဲဖို့လိုတယ်အဲ့ဒါဆိုရင်ခင်ဗျားတို့ဘာလုပ်ရမလဲကိုကိုချင်းတီလာကိုအချစ်တေခါနော်ပြီးရင်ကိုယ့်ရဲ့ mindset တွေကိုတော့ဟာငါဒီကိုယ်ရမှာဒါမှမလုပ်သင့်ဘူးဒါဒီမကောင်းဘူးစသည်အားဖြင့်အဲ့လို mindset လေးထည့်ပြီးတော့လုံးဝအပြည့်ဝနောက်မိမအောင် supporting ပေးဖို့လိုတယ် ော့ဒါကတော့အမျိုးသမီးတွေကဖောက်ပြန်ခြင်းခံရတဲ့ဖြစ်တဲ့အချိန်မှာအမျိုးသမီးတွေခံစားခြင်းနဲ့ယောက်ျားလေးတွေရဲ့ပေါ်တည်တည်အတွေ့ရပါတယ်ကွာဆိုတဲ့အတွေ့တွေကဒါပို့ပြီးတော့မိန်းကလေးတွေကိုမခံချိမခံတာဖြစ်စေတာပေါ့နော်အဲ့တော့တချို့အမျိုးသမီးတွေကြပါလဲဆိုလို့ရှိရင်သူတို့ကဒီအမျိုးသားကိုချစ်လာအောင်ဆိုပြီးတော့ဖိုင်လောက်ကြတယ်ဆိုတော့သူတို့ကသူလှောက်အောင်လုပ်ကြတယ်နော်လုပ်ကြတယ်ပြီးရင်နောက်ဆုံးပေါ့ဗျာဟိုကတိမောက်ကိစ္စတော့မှပဲသူတို့တွေအကုန်ပေါ့နော်ဟိုအဲ့တော့ပြန်နားလဲပါတယ်နော်အဲ့လိုမျိုးနေတော့မှပဲပေးဆက်ဖို့လုပ်တဲ့အချိန်မှာအမျိုးသားထဖောက်တယ်လို့ပါရှိတယ်ဆိုတော့ ဖောက်တော့လဲဟိုကမဟုတ်ငငယ်ရွယ်အမျိုးသမီးနဲ့ဆိုတော့ပူဆူတယ်။ဟောငါကအသက်က30ကျော်ပြီ။ဟိုကောင်မလေးကကျော်20ကျော်နဲ့ဆိုတော့စာရှင်းပြီနော်ရှင်းပြီ။အဲ့ဒါကျတော့ငါမလာတော့လို့လားငါပဲရွယ်ပလဲသွားလို့လားခလေးတယောက်အမိနဲ့ဩဟိုကငယ်လေးဆိုသူကြိုက်မှာပဲစားတယ်ပဲစိုက်ကူကဖောက်ပြီ။အဲ့တော့အဲ့ဒီအမျိုးသားပြောလဲဆိုရင်ဒါဒီခဏတာသူตายရလို့ပေါ့နော်ခဏလေးဖြစ်တာပါနော်အဲ့ဒီတပတ်ဟိုအခုလဲပြဿနာအဲ့ပြဿနာကသူနဲ့လဲဟိုသူအဲ့ကောင်မလေးကလဲဒီဟိုအောင်အိမ်တော်ကြီးကိုပြအောင်မလုပ်ပါဘူးဆိုပြီးတော့လဲပြောတယ်အဲစတရားပြောပေါ့နော် ပြောချင်တာကသူတို့သူတို့တွေက friendly funny ဖြစ်အနေနဲ့ပဲသွားကြတယ်ခုမှမိမရှိတာလည်းတည်တယ်ဖက်ကောင်မလေးကလည်းမိမရှိမှန်းတည်ဒါပေမဲ့အဲ့မိမကလည်းဟိုကိုယ်ရမလို့ဟိုဒီတယောက်နဲ့တွေ့နေအဆင်ပြေတယ်ဆိုတော့ဒါသိသူတို့တွေဒီကိုယ်ရမှာတာယာချင်းပါပဲเนาะဆိုတော့အမျိုးသားတွေချက်တလို့တာယာခင်ဗျားတို့မတည်ဘူးဆိုရင်ဘာမှမဖြစ်ဘူးเนาะတည်သွားရင်တော့ခင်ဗျားဒီပေါ်မှာလုံးဝတာဝန်ယူတာဝန်ခံမှုလိုတယ်ကိုမျိုးသမီးကိုတော့တကယ်ချစ်တယ်ဒီဟာကိုဆက်ပြီးတော့သွားချင်တယ်ဆိုလို့ရှိရင်ကို့အမားကိုတနေ့လည်းမဟုတ်နှစ်နေ့လည်းမဟုတ်အမြဲတမ်းဒီပေါ်မှာတာဝန်ယူဖို့လိုတယ် အဲ့ဒါမှအချိန်ကဖိဖိချင်းကုစားလာချိန်မှာမိမကပြန်ပြီးတော့ယုံကြည်မှုချလာမယ်ဆိုရင်မအိမ်တော်ကြီးတာရလာမယ်အဲ့တော့အမျိုးသားတွေကျွန်တော်ပြောပြီးသွားပြီအဲ့တော့အမျိုးသမီးတွေဘက်ကကျွန်တော်ထပ်ပြောချင်တာကနော်ကိုအမျိုးသားတွေလို့လုပ်တယ်ဆိုပြီးတော့ဖြစ်ချင်းတည်နော်ဒါကမတတ်နိုင်ဘူးကိုလည်းအမြဲတမ်းသူများကိုထိန်းချောင်းနေလို့မရအောင်နော်ကိုစိတ်တောင်ကိုထိန်းဖို့ခက်တဲ့အလုပ်ပေါ့အမျိုးသားတွေဒါလုပ်ပြီးသွားရင်ဖြစ်ပြီးသွားရယ်ဆိုလို့ရှိရင်ဟုတ်တယ်အဲ့ဒီဟာကိုမဟုတ်လည်းဖြစ်ရှင်းပါခလေးတွေရှိလာလို့ရှိရင်ခလေးတွေဒီပုံမှာအပြစ်မရှိပါဘူးဆိုတော့ ဒီပြဿနာကိုဖြေရှင်းနေတယ်ဆိုရင်တော့ကလေးတွေမရှိတဲ့နေရာကလေးတွေမျက်ွယ်မှာဖြေရှင်းမှာအဓိကအဲ့ဒါအဓိကပဲအဲ့တော့ဒါဒီကိုအမျိုးသားပေါ်မှာ respect ဆိုလေးစားခြင်းထားခြင်းဖြစ်ပါတယ်။သူဖောက်ပြန်ခြင်းကရည်ရွယ်ချက်ရှိကောင်းရှိလိမ့်မယ်။လှုပ်ရှင်လို့လည်းလှုပ်တာဖြစ်လိမ့်မယ်။သို့တော်လည်းခလေးနဲ့မိဘနဲ့နော်သားသမီးနဲ့အဖေချားမှာရှိတဲ့ connection ကိုမပြတ်အောင်မိမဆက်ထိန်မှုလုပ်တယ်။ဒါကလင်မယားချင်းမှာရှိတဲ့ဝတ္တရားပဲနော်။မယားမှာရှိတဲ့ဝတ္တရားယောက်ျားမှာရှိတဲ့ဝတ္တရားအဲ့ဒါပဲ။ဒီကအနှစ်သာရအိမ်အောင်ရှင်တယောက်ရဲ့အနှစ်သာရဆိုအဲ့ဒါပဲ။စီးလေးတွေပေါင်လေးတွေသူမှရှိတယ်။ အဲ့လိုမျိုးဖြစ်တိုင်းကိုယ်ကဝန်နိုင်ခြင်းရှင်လို့မရဘူးရှင်းနေတယ်ဆိုရင်တသက်ရှင်းเนาะကလေးတွေမသိအောင်ဒါအဲ့လိုမျိုးရှင်းပါပြီးရင်ကိုယ်ကစိတ်ခံစားချက်ရှိလာတယ်ဆိုရင်တော့မှပဲကလေးမောင်ကြောင့်မှကိုယ့်ကိုပြောဖို့အသားသမီးမသိတဲ့အချင်းမရှိတဲ့အချင်းเนาะအဲ့လိုမျိုးကလေးတွေရှိမှလည်းနင်ကတော့ဟာလာဘာဖြစ်တယ်နင်ကတော့ဘယ်လိုမကောင်းတဲ့အကောင်ဘာညာစားပြီးစိတ်လိုက်မှမှပြောတတ်ကြတယ်အမျိုးသမီးရှိတယ်အဲ့အတွက်မလုပ်ပါနဲ့အမျိုးသားတွေဒီသူတို့စိတ်ထဲမှာဖောက်ပြန်ထားတယ်ဆိုရင်တော့သူတို့ရဲ့အပြင်ပိုင်းမှာလူတွေကိုအကောင်းမဲ့မြင်စေချင်ကြတာเนาะ သူတို့လှုပ်ထားတဲ့ဆိုရင်တော့သူတို့ဒီပေါ်မှာကျူးလွန်ထားတဲ့ဆိုရင်တော့တခြားလူတွေမြင်မှာသူတို့ကလူကောင်းလိုပဲမြင်နေကြတာမြင်စေချင်ကြတာအဲ့အတွက်အမျိုးသမီးကအဲ့ဒီ mindset ကိုနားလည်ဖို့လိုတယ်ဖြည့်ရှင်းရင်ညံပါပါဖြည့်ရှင်းဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်စီမှာလာရောက်ဆွေးနွေးကြတဲ့အမျိုးသမီးတွေတော်တော်များများတော့အဲ့ဒီအတန်ဖြစ်ကြတာများပါတယ်နော်ဒီထဲမှာဥပမာနှစ်ခုသုံးခုလောက်တော့ပါသွားပြီဒါကြောင့်မလို့အမျိုးသားတွေအမျိုးသမီးတွေရောဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့ကိုယောက်ျားရဲ့စိတ်နော်အမျိုးသမီးတွေခံစားရတဲ့ခံစားချက်အဲ့ဒီဟာတွေဒီနော် တကယ်ကိုပေါ်တည်တည်မဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်စီမှာလာပြီးတော့အလားဆွေးနွေးခြင်းလည်းဆိုလို့ရှိရင်ဘုံဘုံလေးလာဆွေးနွေးလို့ရပါတယ်။ message လေးနဲ့ပဲဖြစ်ဖြစ်နော်ဖုန်းပဲခေါ်ပဲဖြစ်ဖြစ်ဆွေးနွေးလို့ရပါတယ်။အဲ့တော့ဒီ video လေးကြည့်ပြီးတော့အားလုံးပညာရပါစေ။ဒီလိုကျွန်တော်ဇွန်တောင်းပေးပါတယ်။ကျွန်တော်ရထပါ။ဟုတ်တယ်ဗျာနော်။ပြင်များနေအောင်ရင်ဖြစ်ဖြစ်ဆိုရင်ဘာဖြစ်စားပါအကြောင်းလေးပဲဖြစ်ဖြစ်ကိုရတာတင်မျက်နှာလေးကိုတော့ကြည့်တင်နေဗျာနော်။သူတို့လေးတွေကဘာပြစ်မှမရှိဘူးဗျာနော်။ ကိုရဲ့ဒီပြဿနာတစ်ခုအတွက်လည်းကိုရဲ့သားသမီးတွေစိတ်တန်ရာရအောင်လို့ကိုကစဉ်းကျင်နေတယ်ဗျာနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသင်ငယ်ချင်းတို့ရဲ့ဒေမေသုံးသက်ရှင်လေးတွေကိုလည်းကျွန်တော်ရဲ့ comment အောက်မှာရေးပေးသွားကြအောင်ဗျာနော်နောက်ဗီဒီယိုဒီမှာကျွန်တော်တို့ဒီပြန်လည်ဆုံတွေ့ကြမယ်ဗျာ